မကြခင်မှာ2026ကိုရောက်တော့မယ်เนาะ2026ကဖုန်းရွှေအရာဆိုလို့ရှိရင် fire hose မီးမြင့်နှစ်ကိုကြားရအောင်မှာဖြစ်ပါတယ်ဒီနှစ်အတွင်းမှာ တကယ်ကိုအောင်မြင်မဲ့စီးပွားရေးလုပ်ငန်းတွေအကြောင်းကို ကျွန်မပြောပြပါမယ်မီးမြင့်နှစ်မှာအောင်မြင်မဲ့စီးပွားရေးလုပ်ငန်းတွေကတော့အင်တာမြေစီးပွားရေးလုပ်ငန်းတွေစားသောက်ဆိုင်လုပ်ငန်းတွေ information technology media လုပ်ငန်းတွေ ဆောက်လုပ်ရေးလုပ်ငန်းတွေအောင်မြင်သွားမှာဖြစ်ပါတယ်။တကယ်လို့ကိုကဒီလုပ်ငန်းတွေတဲကတခုခုကိုလုတ်ကင်ဖို့စဉ်းစားထားရဆိုရင်တော့လုတ်ကင်ဖို့ကျမကအကြံပေးတင်ပါတယ်။တကယ်ကိုအောင်မြင်ပါလိမ့်မယ်။ဒါမှမဟုတ်ကိုကဒီလုပ်ငန်းလေးကိုလုတ်ကင်နေပြီးသားလုပ်ငန်းရှင်တယောက်ဖြစ်တယ်ဆိုရင်တော့ကျမက congratulation လို့ပြောချင်ပါတယ်ရှင်တို့ရဲ့အောင်မြင်မဲ့ခုနှစ်ကိုရောက်ပါပြီ ဒီနေ့မှာတတိချာရမယ်လုပ်ငန်းလေးတွေရှိပါတယ်။အဲ့ဒါကတော့တဲယူပို့ဆောင်ရေးလုပ်ငန်းတွေ၊ငားဖမ်းလုပ်ငန်း၊ခီးသွွာလာရေးဝန်ဆောင်မှုလုပ်ငန်းတွေကတော့အထူးတတိချာရပါမယ်။ဘာကြောင့်လဲဆိုတော့ဒီလုပ်ငန်းတွေက water ကိုကိုစားပြုထားတဲ့ရေစွမ်းအင်ပါဝင်တဲ့လုပ်ငန်းတွေဖြစ်ပါတယ်။လာမယ့်နှစ်ကမီးစွမ်းအင် အားကြီးတဲ့နှစ်ဖြစ်တဲ့အတွက်ကြောင့်မလို့မိနေရင်ဟာစွမ်းအင်ပနိပခကာလကိုကြုံတွေ့ရမှာဖြစ်ပါတယ်။ မီးကိုကိုစားပြုတ်ပြီးမွေးလာတဲ့လူတွေကတော့သူတို့ရဲ့ကိုပိုင်စွမ်းအင်နှစ်ဖြစ်ပါတယ်။ကိုကိုတိုင်ကမီးစွမ်းအင်အားကောင်းထားရဆိုရင်တော့စွမ်းအင်နှစ်ထပ်ကွန်ဖြစ်တဲ့အတွက်ကြောင့်မလို့စိတ်ပိုင်းဆိုင်ရာအရန်ကိုမှဘန်းနှစ်ဖြစ်ပြီးတော့မှစောတကတက်ချင်တဲ့စိတ်တွေစိတ်အလောကြီးရာတွေစိတ်မောပန်းရာတွေကြုံလာနိုင်ပါတယ်။ bad way ဒါပေမဲ့စီးပွားရေးအရတော့ငွေကြေးကြီးတူတက်မဲ့ခုနှစ်ဖြစ်ပါတယ် congratulations ပါ တစ်တက်နဲ့ရေတက်ကို ကိုစားပြုတ်ပြီးမွေးလာတဲ့လူတွေကတော့နည်းနည်းလေးကြိုးစားရပါမယ်။ ကိုယ့်ရဲ့ငွေကြေးရေးလေးတွေကိုနည်းနည်းလေးထိန်းထားဖို့လိုအပ်ပါတယ်။ယင်းဒီမြုပ်နှံတာတွေကိုခဏလေးထိန်းထားပါအောင်ရှင်။2026မှာတော့မလုပ်ပါသေးနဲ့哦။2026ခုနှစ်အတွင်းမှာအိမ်ချမြေဝယ်ယူစုဆောင်ဖို့စဉ်းစားနေရဆိုရင်တော့စပြီးတော့မှ လုပ်ဖို့အကြံပေးချင်ပါတယ်။2026ကမြေတက်လေအကောင်းနေနေဖြစ်ပါတယ်။ ။ခြုံငုံပြီးပြောရလို့ရှိရင်မီးဆိုတာကစီးပွားရေးတိုးတက်မှုကိုကိုစားပြုထားတာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ fire horse ဖြစ်တဲ့မီးကိုမှမြင်းအရန်နှင်မြန်တွက်လက်ပြီးတော့မှ အမောပန်းခံနိုင်တဲ့ animals ကိုကိုစားပြုထားတဲ့နှစ်ဖြစ်တဲ့အတွက်ကြောင့်မလို့ငွေကြေးအရာအချိန်အဟုန်နဲ့တိုးတက်လာမဲ့နှစ်ဖြစ်ပါတယ်ရှင်ဒါကတော့ခြုံငုံသုံးသက်ချက်ပါတဦးနဲ့တဦးစွမ်းအင်ကိုစားပြုမှုခြင်းပေါ်မှာမူတည်ပြီးတော့မှရလက်တွေကတော့တူမှာမဟုတ်ပါဘူးကျမကဒါဟာတန်တိထားရမယ့် information လေးတခုကိုပြောပြပေးတာဖြစ်ပါတယ်တကယ်လို့ကိုယ့်ရဲ့လုပ်ငန်းအတွက်ကိုကဘာစနေ check information နဲ့ဖုန်းရွှေအကြံပေးမှုရယူခြင်းနဲ့ဆိုရင်တော့အချက်ကိုဆက်သွင်းနိုင်ပါတယ်။အချက်ကတော့ဖုန်းရွှေပညာရှင်ဖုန်းရွှေအကြံပေးတယောက်ဖြစ်ပါတယ်။ဂျေမှုဖြစ်ပါတယ်ရှင်။ဂျေစစ်တင်ပါတယ်။